င်ပွဲပြင်းထန်လာတဲ့ EAR တိုင်းရေကြီးမြို့နယ်ရှိမြောင်ဆန်းအမြောက်တပ်အမတ်တ3လေးကိုအခုရက်ပိုင်းတွင်အာရဖတ်တက်တော် A နဲ့ဘူအောင်ဖွဲ့တွေကအပိသက်သိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးတဲ့နောက်စစ်ကောင်စီကအမြောက်တွေကိုရေမန်းနဲ့ပတ်အမွှေးတိုင်ထုံပူဇော်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။အခုလာမဲ့မက်ရှလာ26ရက်နဲ့28ရက်တို့မှာတွန်လိုင်းဘူအောင်တက်တွေက အမြောက်တက်ကိုအပိသက်သိမ့်ပိုက်မယ်လို့သတင်းတွေထွက်ပေါ်လာပြီးနောက်အခုလိုရရချီပူဇော်မှုတွေပြုလုပ်နေတဲ့လူတက်တွင်းသတင်းတွေကိုလေးလာစုံစမ်းနေတဲ့ CDM ဖိုကြီးစင်ရောထံကသိရပါဗျ။အခုမြောက်ဆက်အမြောက်တက်ရဲ့အဓိကအမြောက်စခန်းတစ်ခုလက်ပံပင်လမ်းဆောင်အထိစုထားရပြီးအဲ့လန်းဆောင်ကတိတာကောမြင်ရွာနဲ့ကက်ရက်ရှိပြီးအဲ့ဒီရွာကြော်ရင်မြောက်ဆန်းကိုရောက်ပြီးအဲ့ဒါကြောင့်ရတဲ့နီးနဲ့ရရရီချေရင်မန်းတွေပတ်နေတယ်လို့ထင်ပါတယ် အဲ့ဒီတိရရွာမှာပြီးခဲ့တဲ့ရက်ကတိရနတ်ကိုပူဇော်ရဲဆိုပြီးဖျောင်းနိုင်တွေထွန်းညသေးတယ်လို့ရေကြည်ဒေသခံတူက AR Times ကိုပြောပါရယ်စစ်ကောင်စီက အမတ်တ34ရဲ့နောက်ကျောဖက်ရေကြည်နဲ့လေးမျက်နှာအဆက်ကချင်းလယ်ရွာလဲခုံကြီးလဲခုံလေးဝုကုံစောပြာကြားကိုက်ကွင်းရွာတွေအနီးကရိုးမအဆက်နေရာတွေကိုလေးချောင်းကနေအချိန်ရင်းများစွာဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေထံကသိရပါရယ် အမြောက်တက်34ရဲ့အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ဝကောင်းရွာတုံးတော်မှာမက်လ27ရက်နေ့ညပိုင်းထိမြေပြင်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။မြောက်ဆဲအမြောက်တက်ရဲ့အဓိကလက်နက်ကြီးစခန်းတစ်ခုဖြစ်တဲ့ပသိမ်မုံရွာကလန်မော်ကမြောက်အိုင် အမြောက်စခန်းလက်ပံပင်လမ်းစုံအနီးထိတက်ဆုပ်သွားရပြီးမက်လ20ရက်နေ့ညနေပိုင်းမှာထက်မှန်ပြီးလက်ပံပင်ကနေဆုပ်ခွာနေရတယ်လို့စီးရီးသတင်းရှင်းမြစ်ထံကသိရပါဗျ။ ပသိမ်မုံရွာလမ်းမော်ကဆက်ဆက်อยู่ရွာမှာလဲတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်တွေတေဆုံမှုများပြားကအလောင်းငွေကိုဖော့ကားတစည်းအပြည့်ပြန့်သိမ်းနေရတယ်လို့သိရပါဗျ။လေးမျက်နာမျိုးချင်းလယ်ဝက်ကုန်းဘက်ကအမြောက်စခန်းမှာလဲစတင်စုပ်ခွာနေရပြီးရခိုင်ရိုးမှဆက်မှတိုက်ပွဲတွေပြင်းထန်နေကစစ်ကောင်စီကလေးချောင်းကတိုက်ခိုက်နေရတယ်လို့သိရပါဗျ။ ကြီးကျွိတ်တန်ပွဲပြင်းထန်နေတဲ့တုံးတော်ရွာကကြေးရွာဖုံးနှီးကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့လို့ဖုံးနှီးကျောင်းမိလောင်ပျက်စီးသွားပြီး ထိခိုက်ဆုံးရှုံးမှုများပြားတယ်လို့သိရပါဗျ။